ကျမဗာတတိထားမိလဲတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေကတယောက်ကိုတယောက်မနာလိုတဲ့စိတ်တွေတော်တော်များတယ်အဲ့ဒါဟုတ်လားအဲ့တော့အဲ့ဒီကိစ္စဟာကျမတို့နိုင်ငံကိုအများကြီးဒုက္ခပေးခဲ့တယ်နိုင်ငံရဲ့လောကမှာလည်းအဲ့ဒါလိုပဲတယောက်နဲ့တယောက်မနာလိုတာကြောင့်မလို့လိုအပ်တဲ့ညီညွတ်မှုမရခဲ့လို့ဒုက္ခရောက်ခဲ့တာနေအဲ့တော့ကျမခဏခဏစဉ်းစားတယ် ဘာလို့ကျမတို့ပြည်သူပြည်သားတွေဟာ drop တယောက်နဲ့တယောက်မနာလို့လဲကျမနိုင်ငံခြားနိုင်ငံဒီတော်တော်များများရောက်ဘူးလေလူသဘာဝအရာမနာလို့ကြတာပဲမနာလို့စိတ်တော့ရှိကြတာပဲဒါပေမဲ့ကျမတို့နိုင်ငံကများနည်းနည်းထူးကဲနေသလားလို့ကျမစဉ်းစားတယ်အဲ့တော့စဉ်းစားတော့ကျမရတဲ့အဖြေကဘယ်လိုလဲဆိုတော့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိတဲ့အခါကျတော့တခြားလူကိုမနာလို့ဖြစ်တယ်လို့ဒီလိုကျမမြင်တယ်ကိုယ့်ကိုယ်ကိုယုံတဲ့လူ ငါမှအရေးချင်းပြည့်စုံတယ်လို့ထင်တဲ့လူကတခြားလူကိုမနာလို့ရအကြောင်းမရှိဒီတော့ကျမတို့ရဲ့ပြည်သူပြည်သားတွေအရေးချင်းပြည့်စုံအောင်လို့ကိုကိုကိုယုံကြည်နိုင်အောင်လို့ကျမတို့စနစ်ကိုပြောင်းပြီးတော့ကြိုးစားရမယ်လို့ကျမမြင်ပါတယ်ကိုကိုကိုမယုံကြည်နိုင်တဲ့သူတွေကတခြားလူကိုမယုံကြည်နိုင်ဘူးအဲ့တော့ကျမတို့အချင်းချင်းမယုံကြည်နိုင်ရင်ကျမတို့ကြားမှာညင်ညင်းမှုမတီးဆောက်နိုင်ဘူး ကျမတို့ညီညွတ်မှုမတည်ဆောက်နိုင်တဲ့ရဲ့တော့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးအချင်းချင်းကြားမှာမညီမညွတ်ဖြစ်နေတဲ့လူအတိုင်းဝိုင်းတစ်ခုဆိုတာတိုးတက်တယ်ရဲ့လို့ဘယ်တော့မှမရှိဘူးတယောက်နဲ့တယောက်ခွနေမယ်တယောက်နဲ့တယောက်ကြောဓာနဲ့ထိုးနေမယ်တယောက်နဲ့တယောက်အပြစ်ရှာနေမယ်တယောက်တယောက်ရှိရတယောက်လူနေမယ်ဆိုရင်အဲ့ဒီလူအတိုင်းဝိုင်းဆိုတာတိုးတက်နိုင်တဲ့အချိန်တော့အရေးထင်မရှိပါဘူးအဖြစ်နေတဲ့ကတ်ဆိုးကြီးပါလို့ဒီကတ်ဆိုးကြီးကိုကျမတို့ကနော် ညင်ညင်တာတာနဲ့ဖြတ်တန်းမှုလိုပါတယ်အဲ့လိုညင်ညင်တန်တာနဲ့ဖြတ်တန်းတဲ့အခါမှာကျမတို့နဲ့အတူတူသားရဲသမီးတွေလည်းပါဖို့မောင်နှင်ညီမတွေလည်းပါဖို့အဖေတွေအမေတွေလည်းပါဖို့ဦးမင်းသားချင်းတွေလည်းပါဖို့လိုအပ်ပါတယ်ကျန်တဲ့လူတွေကမတိုက်ဖဲနဲ့ဒီတိုင်းနေပြီးတော့သူ့တပီနယ်တွေပဲလွတ်လပ်လွတ်မြောက်သွားရင်တော့သူခွဲရခွင့်တောင်းပြီးတော့မှအတူဘာလို့မျိုးသူလည်းနေနေမှာပေါ့ဒါကတော့သူလွတ်မြောက်အောင်တိုက်ထားတဲ့ခေါင်းဆောင်တယောက်သူ့ရဲ့လူလူအနာကဲကိုသူ့အတူ ဖန်နီးပိုင်ဝင်သူ့မှာရှိတယ်လေအလုံးမျိုးတွေအားလုံးပဲအဘဝဘေးနဲ့မေးဘေးနဲ့မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Gadget Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုလိုရရှိမှုလို့သွားပေးကြမှာတော့ယနေ့ အော်တိုဘားလာ20ရည်နေတနင်္လာနေ့မနက်ပိုင်းထီနောက်ဆုံးရချက်သတင်းချို့အချင်းချို့ဖော်ပြပေးသွားမှာဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးနှိရှိပေးဖို့ဒီနေ့အမှထပ်မံတောင်းဆိုလိုက်ပါတယ်။အောက်ဆုံးအနေနဲ့ကတော့ဒီကောင်းဆောင်နေရာ၎င်းတို့ရဲ့ကုရုစီပတ်အတွက်နိုင်ငံတော်အာဏာကိုအတင်းတပါမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့အောင်923ရည်ရှိပြီဖြစ်ပါတယ်။မနိုင်ငံတော်တရဲ့ဒါတွင်စစ်ကောင်စီကစစ်ကွေးတည်ဆုပ်မှုဆင်းမှာတော့တင်တိုင်တိုင်းတင်တိုင်မြို့နယ်မှာ၄ကောင်၊တင်တိုင်တိုင်းကော်တော်မြို့နယ်မှာ၃ကောင်၊မန္တလေးတိုင်းညောင်မြို့နယ်မှာ၁ကောင်၊ပြည်နီပြည်မှာ၁ကောင်ဒီဒီတည်ဆုပ်ခဲ့ကြောင်းသိရှိရပါတယ်။ ရောင်းသွင်းတဲ့ဘုံအနေနဲ့ကတော့ကြက်ဖို့ပါတီကနေဘေးကောက်ပွဲဝင်ပြိုင်ကြမယ်စစ်ဘိုလ်ကျော်ဟောင်းနေဟာအိုပိုင်လုံကြုံရင်အဖွဲ့တွေဖွဲ့စည်းထားပြီးဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထုံးကတော့ပြင်းဦးလင်းမြို့နယ်လူစောကတော့ကိုကိုကျွန်းအွန်လင်းတွေကတော့နေပြီးတော့မဲဆန္ဒနယ်ပေါဝင်ဗိုလ်ကျူတိချိုရှင်ပြိုင်မဲ့မဲဆန္ဒတွေနေထွက်ပေါ်လာပြီးဖြစ်ပါတယ်။ကြက်ဖို့ပါတီကတဆင့်ဘေးကောက်ပွဲဝင်ပြိုင်ကြမယ်စစ်ဘိုလ်ကျော်ဟောင်းနေဟာအိုပိုင်လုံကြုံရင်အဖွဲ့တွေကိုဖွဲ့စည်းလက်ထံနဲ့ပတ်သက်ပြီးတော့တတ်တက်ခိုင်တို့ကတော့တတ်တက်ကန်ခံပြီးကိုကိုကြီးတို့ကတော့ငုံငုံပြီးတော့ပြောနေတဲ့အနေထားကိုတွေ့ရပါတယ်။သူတို့မှာတော့သူတို့ကာကွယ်ပေးမဲ့ကိုပိုင်တက်တယ်မရှိဘူး။ပြီးတော့ ိုယုံနေတဲ့အနေထားနဲ့တွေ့နေရပါတယ်။မင်းအွန်လိုင်းရဲ့စိတ်ခမ်းချက်အရစစ်ကော်မရှင်ကစစ်ရာရှိမှဖြစ်ကြတဲ့အောင်လင်းတွေညာထုံးဦးအင်အောင်ဆန်းဒုတိယဘူဂျူကြီးဟောင်းကံမြင့်တန်းနဲ့ဘူဂျူကြီးဟောင်းတေဇကျော်ဘူဂျူကြီးဟောင်းတပ်ပုံဘူဂျူကြီးဟောင်းဖုံးမြက်သူ့ဘူဂျူကြီးဟောင်းလင်းအောင်တိုးတင်တိုင်းပြည်သူ့လွတ်တော်မျိုးသားကိုယ်စားလှယ်ပြည်နယ်တိုင်းလွတ်တော်တို့ကကျန်းဖို့ပါတီကိုစားပြုအောင်ဝင်ရှင်ပြန်သွားမှဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။သူ့ဘူဂျူကြီးနဲ့စစ်ဘူဂျူတွေကကျန်းဖို့ပါတီရတဲ့ဆင့်ရွေးကောက်ပွဲမှာလဲကိုပိုင်းလုံုံရေးဖွဲ့မှီနဲ့ဖွဲ့စည်းထားပြီးတော့ ကာဝေးစနစ်တွေကိုလည်းအဝူးချင်းလိုက်ပူးမြင်ချထားတယ်လို့သိရှိရပါတယ်။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့အချမ်းဘတ်စစ်တပ်အတွင်းအရာရှိစစ်သည်နဲ့မိသားစုဝင်အနေနဲ့ရွေးကောက်ပွဲမှာမဲပေးဖို့နဲ့ရွေးကောက်ပွဲအောင်မြင်အတွက်ဥပပေါင်းကြဖို့မင်းအောင်နိုင်ကဖိအားပေးအမိန်ပေးညွှန်ကြားနေတယ်လို့သိရှိရပါတယ်။သတင်းပုတ်မှာလည်းစမ်းကြောင်းမြို့နယ်ဝေလူဝုံရက်ွက်အုပ်ချုပ်ရေးမှူးနယ်ဖွဲ့ဟာရိုဘော့ကားနဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးပြီးဝင်းညစ်ကငွေမပေးနိုင်တဲ့လူငယ်တွေကိုလူစားတို့စစ်မှုထမ်းဖြစ်ရောင်းစားနေတယ်လို့ဖမ်းဆီးကံလူငယ်တချို့ရဲ့ဆွေမျိုးတွေကလည်းဒေသခံပြည်သူတွေပြောထားတာတွေ့ရှိရပါတယ်။အဲပြီးခါကျတော့ သူတို့တွေကိုလည်းဘလူပုံစံပဲဖြစ်ဖြစ်အတင်းထားကြပါလို့ပြောကြနေတာပေါ့နော်အတင်းထားကြပါဘာဖြစ်လို့အတင်းထားကြပါလို့ပြောလဲဆိုတော့တစ်ချိန်ကျရင်ကျမတို့မြန်မာနိုင်ငံဟာပြန်ကောင်းလာမှာပါပြန်ကောင်းလာမှာပါပြန်ကောင်းလာအောင်လဲကျမတို့ကကြိုးစားရမှာပေါ့နော်ပြန်ပြန်ကောင်းလာအောင်လဲကျမတို့ကကြိုးစားမှာအဲ့လိုကြိုးစားတဲ့အထက်ထဲမှာအခုတက်ကြီးရွယ်အိုတွေပေါ့နော်တက်ကြီးရွယ်အိုတွေအဖိုးတွေအဖွားတွေရဲ့နှုတ်ဦးဆောင်မှခြင်းနဲ့အများကြီးရှိပါတယ်အများကြီးလိုအပ်ပါတယ်အများကြီးလိုအပ်တယ် အဲသားရင်မင်းကတော့ဒါမလုံးနဲ့ဒါလုံးလိုက်အဲသမီးဒီဟာလေးကတော့ဒီလိုဖြစ်တယ်နော်ဆိုတဲ့ဆောင်မချင်းမျိုးတွေကျမတို့ကကျမတို့တဲ့ကိုအသက်ကြီးတဲ့အဖိုးတွေအဖွားတွေကျမတို့တဲ့အသက်အရွယ်ရှိနေတဲ့နော်ကျမရဲ့ညီအကိုမောင်နှမတွေကျမတို့တဲ့ကိုငယ်နေတဲ့ကျမတို့တပည့်သားမီးလေးတွေအားလုံးရဲ့နော်မင်းတို့ဤဆောင်မချင်းမျိုးကိုဤဆောင်မချင်းမျိုးကျမတို့လိုလားပါတယ် ကျမတို့မြန်မာနိုင်ငံကရှိနေတဲ့လူတွေနော်အဲ့ဒီစစ်ဘေးရှောင်စခန်းမတွေရောက်နေတဲ့အမေအိုကြီးတွေဗာကြီးတွေပေါ့နော်အသက်ကြီးရွယ်အိုကြီးတွေအားလုံးတို့နော်အတင်းချားထားကြပါလို့ကျမပြောချင်ပါတယ်နော်ကျမလည်းအတင်းထားတယ်တစ်ချိန်ကျမတို့မြန်မာနိုင်ငံကိုပြန်ရောက်ရင်ကျမတို့နေရာလေးတွေကိုကျမတို့ပြန်ရောက်ရင်စိုက်ကြမယ်ပြိုးကြမယ်မွေးကြမယ်မြူကြမယ်ကျမတို့တာတာရီယာနဲ့နေရတဲ့အချိန်လေးကိုကျမတို့ရောက်လာဦးမှာပါဒီအချိန်မှာနော်ကျမတို့ကိုအသက်ကြီးတဲ့လူတွေကျမအမကြီးအကိုကြီးတွေ ်ကျမနဲ့ရွယ်တူရှိနေတဲ့ကျမရဲ့အပေါင်းအသင်းတငယ်ချင်းတွေကျမတခုပြောချင်ပါတယ်ငါတို့မြန်မာကမြန်မာနိုင်ငံကဒီလိုဖြစ်နေတာငါတို့မြန်မာနိုင်ငံကဒီလိုစုပ်ပြတ်တက်နေတာကျမတို့မြန်မာနိုင်ငံတခုလည်းမဟုတ်ပါဘူးတကဘာလုံးဖြစ်နေတဲ့ပြဿနာကြီးကနော်အခုဆိုရင်ပထမတော့မြန်မာပေါ့နော်အခုဆိုတကဘာလုံးကဖြစ်နေတာပါနော်စစ်ဘေးရေဘေးမီဘေးလေဘေးအလုံးမြပြီးတော့ခံနေကြတာပါ နော်ဒါဟာကျမတို့အနေနဲ့ပြန်ကြည့်ရင်ငါတို့ရဲ့ဒုက္ခတွေကိုသူတို့လည်းမျှဝေခံစားနေပြီးပါလားလို့စိတ်ကောင်းနှလုံးကောင်းလေးနဲ့မေတ္တာပို့ပေးဖို့နော်ကရုဏာပွားပေးဖို့သူတို့အပေါ်ဆုတောင်းပေးဖို့ရည်ကြီးနေတဲ့အချိန်မှာကို့အပေါ်ဘလောက်ပဲကို့တိုင်းပြည်အပေါ်ဘလောက်ပဲမကောင်းဘူးလို့ပြောပြောနော်မကောင်းတာပဲဘလောက်ပဲလှုပ်ခဲလှုပ်ခဲသူတို့ဒုက္ခရောက်နေတဲ့အချိန်မှာကိုကမုဒိတာတရားလေးနဲ့ ကြမှတ်ကြပါစေချမ်းသာကြပါစေအနေရည်တွေနဲ့ကင်းလွေးကြပါစေလို့ဆုတောင်းပေးကြပါလို့နော်ကျမဒီလိုလေးဟွန်းပြောချင်ပါတယ်နော်အနေနဲ့အရရမဟုတ်ပါဘူးနော်ကျမတို့နိုင်ငံတစ်ခုလည်းမဟုတ်ပါဘူးနော်တကဘာလုံးမှာဖြစ်နေတဲ့ကတ်ဆိုးကြီးပါလို့ဒီကတ်ဆိုးကြီးကိုကျမတို့ကနော်ညင်ညင်သာသာနဲ့ဖြတ်သန်းဖို့လိုပါတယ်အဲ့လိုညင်ညင်သာသာနဲ့ဖြတ်သန်းတဲ့အခါမှာကျမတို့နဲ့အတူတူသားရဲသမီးတွေလည်းပါဖို့ မောင်နှင်ညီမတွေလည်းပါဖို့အဖေတွေအမေတွေလည်းပါဖို့ဦးမင်းသားချင်းတွေလည်းပါဖို့လိုအပ်ပါတယ်အဲ့လိုလိုအပ်တဲ့အတွက်အမိုင်တို့ကိုကျမတို့ကလိုအပ်တယ်အကိုကြီးတို့ကိုလိုအပ်တယ်အဲ့လိုပဲကျမနဲ့ရွယ်သူဌာန်တို့တငယ်ချင်းအပေါင်းအသင်းတွေလည်းလိုအပ်တယ်ကျမတို့မြန်မာပြည်အတွက်ကိုရှင်သန်ကြပါအားခဲကြပါအားတင်းကြပါလို့ကျမကဒီလိုပြောချင်တာပါရှောင်းပြီးရေဆွန်ခွာလာတဲ့အမေကိုမြင့်ရဲ့စကားတန်တွေပဲဖြစ်ပါတယ် ေဝမှာပဲကောင်းမှုနဲ့စကားသံအကောင်းမြင်တဲ့ဘက်ကနေပြီးတော့ပြောသွားလေးမြင်ရတာဖြစ်တယ်ပြန်တော့မြင်ပြလိုက်ချင်းဖြစ်ပါတယ်။ဒီမှာကြတော့သူကဘာဖြစ်နေလဲ။သူကအနှင်းခံမှုတွားတဲ့လူတွေပုံစံမျိုးပေါ့နော်။အနှင်းခံမှုတွားတဲ့ပုံနာဖြစ်နေဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဟိုရက်ကပြောပြီးွားပြီပေါ့နော်ပြောတော့လူတို့တွေငါတို့လက်နဲ့ကင်တာလူတို့တွေလက်နဲ့ကင်တာလူတို့တွေလက်နဲ့ကင်တာအကုန်လုံးကလူတို့တွေလက်နဲ့ကင်နေပဲပြောကြတာကျွန်တော်တို့နိုင်ငံကလက်နဲ့ကင်နေမှန်တယ်များကိုကြည့်ကြည့် လူထုတွေလက်နက်ကင်တာမေအွန်လိုင်းစစ်တပ်ကလည်းဘာပြောလဲပြည်သူလူထုတွေသူတို့မှာဒီကိစ္စဒီဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်ပေါ်ထွန်းလာဖို့အတွက်ဒါမဲလိမ်မဲခိုးမှုကြောင့်အာဏာသိမ်းရပါတယ်ပြီးလို့ရှိရင်ဒါအခုတိုင်းနာတော်လှန်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်ရတာလဲ PDF တွေကိုတိုက်ခိုက်ရတာလဲဒါလူထုတွေပဲအပြည်သူလူထုတွေပဲအော်အကုန်လုံးကတော့ပြည်သူလူထုအတွက်ကြီးပဲပြောရတာဟိုဘောကပေါ့တကြီးကရင်ဟိုကရင်အမိုးတကြီးပြောသလိုပါတရားဟို ဖိုးခွားတို့စစ်တပ်ကလာရင်လည်းပြည်သူလူထုတွေအမိုးတို့ KNU ကလာရင်လည်းပြည်သူလူထုတွေနဲ့နောက်ဆုံးကြတော့အမိုးတို့အိမ်ရချက်တွေကုံသွားတာပဲရှိတော့ဟိုကလာတဲတော့လေသူအိမ်ရချက်စစ်တပ်ကလာတဲတော့လေတကြီးအိမ်ဆိုတော့လာပြီးတော့တကြီးချက်လေးပါလေးပေးဟိုပါရတော့စစ်တပ်ကလာပြန်တော့လေချက်ပေးလိုက်ရဗျာဟို KNU ကလာပြန်တော့လေအမိုးချက်ပါကြတော့အဲ ချောချောပေါ့ချောဆိုလဲပြီးလဲပြန်အောင်ဆိုတော့နောက်ဆုံးတော့လူလူတွေလှုပ်လှုပ်တာအမိုးရင်အကျက်ကုံသွားတာပဲအဖက်တင်နေဆိုလိုပေါ့ဒီတိုင်းပဲကျွန်တော်တို့လက်နက်ကင်တွေအကုန်လုံးက ပြောလိုက်ရင်လူလူတွေကြီးပဲလူလူကိုကိုသားမပြုတဲ့လက်နက်ကင်ဆိုလိုတယောက်မှမရှိဘူးဒါပေမဲ့လူလူကိုကိုသားပြုတဲ့လက်နက်ကင်ဆိုလိုလဲရှားကြီးတော့နဲနေပြန်အောင်ကျန်တာကိုကိုကိုပဲ အကျိုးပြုသွားကြတာကိုကိုဘွားကိုပဲတီထောင်သွားကြတာကိုဘွားကိုပဲတီဆောက်သွားကြတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့နည်းနည်းပြောချင်သည်ပဒါအနေပြောလူတို့အတွက်လူတို့အတွက်ပြောပြီးတော့ဒါလူတို့ကလည်းကိုကမိအေးနှစ်ခါနာဖြစ်နေတာပေါ့နော်ပြောလိုက်ရင်တော့လူတို့ကောင်းစင်တက်ပြီးတော့ပါလက်နဲ့လက်ထဲရောက်သွားတဲ့အချိန်မှာခုနလိုမတမာသူတစုကပဲလက်ဝါးချင်းရိုက်ပြီးတော့လူတို့ကိုလိန်ညာနေတယ်လို့ကျွန်တော်တို့ပြောချင်တာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခု လက်တလောဒါသတင်းစာတွေမှာပေါ့စစ်တပ်ရဲ့သတင်းစာတွေမှာဒါနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာရေးကော်မရှင်ဥက္ကဋ္ဌပေါ့တမရကကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လိုင်ဟိုဒါရင်းကြရေးဆွေးနွေးပွဲတက်ရောက်တဲ့တိုင်းရင်းသားလက်နက်ကိုင်ငန်းနေပြီးအဖွဲ့တွေကနေကိုယ်စားလှယ်ဖွဲ့တွေကနေမှလာရောက်ဂါရဝပြုတ်တယ်ဆိုတော့စလုံးတုံးထားတာပေါ့နော်ဘုံဘူးအဲ့ဂါရဝပြုတ်တယ်ဆိုတော့ကျွန်တော်တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေကမင်းအောင်လိုင်ဟိုပဲလက်အုပ်ရှိပြီးတော့ဂါရဝပြုတ်လာတာပေါ့နော်အဲ့ပုံစံမျိုးတော့မှာ ီဆက်လုံးအတုံးတုံးကသွားတွေ့ရတာပေါ့ဟုတ်လာရောက်ကာရဝါဖြူတွေ့ဆုံဆိုတော့ဘယ်ဟိုဘယ်ခမ်းမှာမှာဘယ်ချိန်တွေ့မယ်ဆိုပြီးတော့ခေါ်တာလေခေါ်ယူတွေ့ဆုံတို့ရေးရေးရမယ်စကားပေါ့နော်ခေါ်ယူတွေ့ဆုံကိုမဟုတ်ဘူးသူ့ကိုတမင်တက်တက်ကြီးကိုသွားပြီးတော့မှဘောမတိုက်ကဒါလည်းဘောမတိုက်လို့ပြောလို့ရတယ်ပေါ့နော်အဒီထဲမှာအဲ့ဒီအထဲမှာဘောမမဟုဆိုတဲ့လူတွေပါရင်ပါလိမ့်မယ်ငင်းချက်ထုတ်တဲ့လူတွေပါရင်ပါလိမ့်မယ်ဒါပေမဲ့ အဲ့ဒါနောက်ပိုင်းကျမှခင်ဗျားတို့ NCA စီဝေခမ်းမှာနေထွက်လာပြီးတော့နေပြည်တော်နေခင်ဗျားတို့ပြန်လာပြီးတော့မှကိုပြည်နယ်ကိုနေရာကိုရောက်ခါမှခင်ဗျားတို့အလွတ်လွတ်တဲ့ပုံမူတည်ပြီးတော့ပဲကျွန်တော်တို့ကယုံနိုင်မယ်လောလောဆယ်ခင်ဗျားတို့အဲ့ဒီမှာတော့ရှိနေသေးသေးရတော့ခင်ဗျားတို့ဘောမှာပဲဒါတဲ့တဲ့ပဲတတ်မှတ်လို့ရတယ်ဟုတ်အဲ့အဲ့ဒီတော့သူကဒီဘောမှာတတိုက်ကသူ့ကိုလာပြီးတော့မှဂါရဝပြုတွေ့ဆုံနေပေါ့နော်ဂါရဝပြုတွေ့ဆုံရပါတယ်ဆိုတော့ ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့အမြဲတမ်းပြောတယ်ဟိုဟွာပေါ့နော်လူတုတွေလူတုတွေဆိုတဲ့ဟာမှာမင်းအောင်လှိုင်ရုရှားကိုသွားတဲ့အချိန်မှာရုရှားတမတနဲ့မင်းအောင်လှိုင်နဲ့ဒီသူတို့အစိုးရတာဝန်ရှိတဲ့လူတွေကိုတွေ့တဲ့အချိန်မှာအဘေးကနေတော့မဲဟိုဟိုရုရှားတမတတော့မဲဟိုကလှုပ်ပေးသေးဇကပြန်လှုပ်လှုပ်ပေးသေးရဲ့အဲ့မှာသူတို့နှစ်ယောက်ဘလို့ထိုင်လဲကြီးလိုက်ပေါ့ဒန်းတူဒန်းတူထိုင်တယ်ဟုတ်တယ်ဒါ ရုရှားနိုင်ငံရဲ့အကြီးအကဲပြီးတော့မြန်မာနိုင်ငံရဲ့အကြီးအကဲလို့သူတို့သတ်မှတ်ပေးတဲ့အတွက်တန်းထူထိုင်တယ်အဲ့တော့ခမားတို့ကရင်လူတို့ရဲ့အကြီးကဲလို့ခမားတို့မသတ်မှတ်တဲ့အတွက်ဘေးမှာထိုင်ခိုင်းတယ်အဲ့ဘေးမှာထိုင်ခိုင်းတဲ့ဟာကိုကလေးကကိုလုံးဝဟိုခမားတို့အစင်ရကိုကကိုတွက်ကြည့်တော့အဲ့လိုဘေးမှာထိုင်ပြီးတော့မှเนาะဟိုအလေးပေးပါမယ်ဒီဟာလေးပေးပါမယ်ဆိုပြီးတော့ပြန်လှုပ်ခေရတဲ့အချိန်ပေါင်းဘယ်နှချိန်ရှိနေပြီလဲ နော်နေပေါင်း80နေနေပေါင်း80ပြောတော့ကျွန်တော်တို့ကဒီတန်တရားပဲပြင်ပြင်လဲဒီတန်တရားပဲပြန်လဲမှာဆိုတော့ကျွန်တော်တို့လည်းကြိတ်မနိုင်ခဲမရဖြစ်တယ်နော်ဒါနဲ့ပတ်သက်ပြီးတော့တော်လိုင်းမှာမပြတ်သားကြလို့ပေါ့ဗျာအဲ့မှာဇော်မဲလုံးပြောသွားတဲ့ဇာတ်ကားလည်းရှိတယ်နော် EAO နဲ့ ERO နဲ့ဒီထဲမှာခမောက်သုံးသွားတဲ့ဟာက EAO လို့သုံးသွားတာနော် EAO လို့သုံးသွားတာတိုင်းသားလက်နက်ကင်လို့သုံးသွားတာတဘုံလို့သုံးတာ ਨੇ အတူတူပဲယင်ချင်းအောင်သုံးတာတိုင်းရင်းသားတွေလက်နဲ့ကင်နဲ့တိုင်းရင်းသားတွေ သူကလက်နက်ကင်အဖွဲ့အစည်းကတမရော်နဲ့ပြည်သူရဲမှလွဲပြည်ထရေးဝန်ကြီးဌာနရဲမှလွဲဂျန်တဲ့အဖွဲ့အစည်းမရှိရဘူးဆိုတော့ဟာစစ်တပ်ကသူကဖြစ်တာပြီးသားအဲဂျန်တဲ့လူတွေကိုမတက်တာလို့သာကင်ဝေးပေးထားတာအပြုတ်အပြတ်မရှင်းနိုင်လို့သာကင်ဝေးပေးထားတာဒါခမားတို့ကိုတပုံမဲနော်တပုံဒါပေမဲ့အစိုးရနဲ့တရားဝင်တွေးဆလို့ရတဲ့တပုံဆိုလိုတဲ့ဟာကအဲ့တော့ကျွန်တော်တို့အကုန်လုံးခံယူထားတာကပါလေပြီးအောင်လို့ခံယူထားတာကျွန်တော်တို့က အာ revolution လို့ခံယူထားတာတော်လှန်ရေးလို့ခံယူထားတာအဲ့ဒီဟာကိုသူကဒီတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကလို့တုံးနှုံးသွားတာလုံးဝမရှိဘူးအဲ့ဒီတွေမင်းအောင်လှိုင်ကမင်းအောင်လှိုင်နဲ့အပေါင်းမှာစစ်တပ်ကခင်ဗျားတို့ကျွန်တော်တို့ကိုဒီ NCA တဲမှာ သွားတဲ့လူတွေရောကျန်တဲ့လူတွေရောကိုတော်လှန်ရေးလို့လုံးဝမထင်သေးဘူးเนาะကျွန်တော်တို့လုပ်နေတာတော်လှန်ရေးလို့မမြည်သေးဘူး တော်လန်ရေးလို့ထိတိယောက်ယောက်ကျွန်တော်တို့မလုံးနိုင်သေးဘူးဆိုတော့ဟာကိုသူကဆိုလိုသွားတာပေါ့နော်အဲ့တော့မင်းအွန်လိုင်းဘက်ကဆိုလိုတာကိုပြောတာကျွန်တော်တို့ကကျွန်တော်တို့ကလုံးလုံးနိုင်တယ်လုံးနိုင်တယ်လို့လုပ်တယ်မင်းအွန်လိုင်းဘက်ကမင်းတို့မင်းတို့ကတိုင်းအသားလက်နက်ကင် အစ်စ်ပဲရှိတယ် ဗမာဆိုလဲပင်တို့ဗမာလက်နက်ကင်အဆင်မဲ့ရှိရဗမာလက်နက်ကင်ပြီးတော့မင်းတို့အစိုးရကိုကျွန်တော်တို့ဟိုးတုန်းကတီးရတင်ဆိုကားတို့ဘာလို့လဲလို့ပြောအစိုးရကိုပုံကန်ခြားနားနေတဲ့တပုံအဆင်မဲ့ရှိတယ်ဆိုပြီးတော့မှဒါ तू ကအဲ့လိုမျိုးဟိုတိုင်းတိုင်းသားလက်နက်ကင်တို့တုံးနှုံးသွားတာဗောနော်အဲ့တော့ဒီမှာအဲ့မှာကျွန်တော်ပထမပိုင်းပြောခဲ့လို့ပဲဘေးမှာအမြဲတမ်းထိုင်ခိုင်းတဲ့ဟာကြီးကတော်တော်ဆိုးတယ်ဗောနော်တော်တော်ဆိုးတယ်အဲ့တော့အဲ့မှာစောမြရာသာလင်းရဘာပြောလဲဆိုတော့ဖွားကြီးက အေကဇပွဲဝိုင်းကိုရောက်လာမှာပါတဲ့ရောက်မှာပါ။ဘာပြောလဲဆိုကြာတော့ကြာပါလိမ့်မယ်။ရောက်မှာပါ။အေးအေးအေးနေမဟုတ်ပါဘူး။ကျန်တဲ့တော်လိုင်းကြီးတက်ဖွဲ့တွေတော်တော်များများကလည်းချိန်တိုင်းတော့ဇပွဲဝိုင်းကိုရောက်မှာပါ။ဒါတော့မလွဲမသွေပဲ။ဒါပေမဲ့ဇပွဲဝိုင်းကိုဘယ်လိုမျိုးရောက်အောင်ကြိုးစားနေလဲဆိုတော့အခုကျွန်တော်နှစ်ယောက်ထိုင်တယ်လို့ဒန်းလူထိုင်ပြီးတော့မှစကားပြောနိုင်တဲ့အခြေအနေမျိုးပြီးတော့ရှင်လိုချင်အောင်တောင်းဆိုမယ်။ရမလား။ ရရင်စကားဆက်ပြောမယ်မရရင်ငါတို့ပြန်မယ်ထတ်တိုင်းမယ်ဟုတ်ဒီလိုမျိုးသွားသွားမှာဇပွဲဝိုင်းတော့အကုန်လုံးကျွန်တော်စစ်တပ်တယောက်မကြံဘလူးကတတ်နိုင်မှာစစ်တပ်ကိုအားပြော့သွားအောင်ပဲကျွန်တော်တို့အားပြော့သွားအောင်သူ့ wi ဖြစ်အောင်လုပ်ပြီးတော့မှကျွန်တော်တို့ကလိုချင်တဲ့ကိုယ့်ရဲ့ရီမန်းရဲ့ပန်းနိုင်ကိုရအောင်တောင်းရမှာအကုန်လုံးတယောက်မကြံတက်ပြီးတော့မှစစ်တပ်ကြီး ခြားကားသားတပွဲဝင်နေတယောက်မှမရှိတော့ဘူးငါတို့နိုင်ပြီဟေ့ဆိုပြီးတော့အလံလွတ်နိုင်မယ်နေဆိုတာဒါဖြစ်လာနိုင်တဲ့အကြောင်းမရှိဘူးဒါအကုန်လုံးဒါတော်လှန်ရေးတပွဲတွေအကုန်လုံးကဒါလက်ခံထားတယ်ပေါ့နော်လက်ခံထားတယ်အဲ့တော့သူတို့အရှုံးပေးတဲ့နေ့ဒန်းလူထိုင်လို့ရတဲ့နေ့ကို တောင်းဆိုမဲ့ဟာကို ဖြစ်တင်ဖြစ်တိုက်တာကိုကိုတောင်းဆိုမဲ့ဟာကိုရမယ်နေ့မှာဟိုဖြစ်မှာပဲဇပွဲဝိုင်းကိုသွားမှာပဲအဲ့တော့ဇပွဲဝိုင်းကိုသွားဖို့လေဘာဘာတွေလိုအပ်လဲဆိုတော့ကျွန်တော်တို့ဘာလဲဟို အလူတစ်ခုနဲ့တောင်ကျွန်တော်သွားပြီးတော့မှစဉ်းစားမိရဲအဲ့ဒါလေးကိုဖတ်မိတဲ့အချိန်မှာအလူတစ်ခုနဲ့သွားပြီးတော့စဉ်းစားမိရဲရှိုက်အလူရှင်လောက်မချမ်းသာဘူးအလူရှင်လောက်ဂုံဒရက်မရှိဘူးဆိုလို့ရှိရင်ရှိုက်အဲ့အလူရင်သွားလို့ရှိရင်အလူရှင်ကကြိုပြီးတော့မှဟာလာပါဟိုသူဟိုဖျားကစင်ရှိရဖျားကန်းရှိရဇပွဲဝိုင်းကိုခေါ်ွားမယ်လို့ထင်လား ဟိုစင်တန်းနဲ့လျော်ညီတဲ့နေရာလောက်ပဲထားပါတော့အဲ့တော့ခင်ဗျားတို့ဘေးမှထိုင်ရတာအစင်းတန်းနဲ့လျော်ညီတဲ့နေရာကို ထိုင်ခိုင်းတာပဲအဲ့တော့ခမားတို့သူနဲ့ဒန်းလူထိုင်ရတဲ့သူနဲ့တဝိုင်းနဲ့ထိုင်ရတဲ့နေရာကိုမရောက်သေးပဲနဲ့သွားပြီးတော့မှလူတုတွေလူတုတွေလူတုလူမြအောင်ငါတို့လုံနေတာပါလို့ပြောသည်မရတော့အခုမင်းအောင်လိုင်အရေးသားကိုပဲကြည်လာရောက်ဃာရဝပြုတွေ့ဆုံဆိုတဲ့ဇကားကြီးကဘလို့ဒီခမားတို့ရင်းရင်တီးတီးနော်သူ့တဲ့အသက်ကြီးတဲ့အဖိုးကြီးပါပါသေးတယ်အဲ့ဒီအဖိုးကြီးကသူ့ကိုသွားပြီးဃာရဝပြုတယ်လို့ဆိုလိုချင်တာအဲ့တော့ဘာဖြစ်လို့လဲဝိဖြစ်နေလို့ကိုဘက်ကသူ့လောက်မချမ်းသာဘူး သူလောက် congrat အင်အားလည်းမရှိသေးဘူးဆိုတော့အဲအဲ့ဒီအဲ့ဒီသဘောပေါ့နော်အဲ့တော့အလူရှင်ကအလူရှင်ကသိန်း1000လောက်ချမ်းလာတဲ့အလူရှင်ပေါ့နော်အဲ့မှာသိန်း1000လောက်ချမ်းလာတဲ့အလူရှင်ကဟိုအလူသွားတဲ့လူကရောက်လာပြီဆိုလို့ရှိရင်ရှေ့မှာကားရလိုက်ပြီဆိုတော့ဟာကိုဘသူလာပြီဟေ့တိုက်ဟိုကိုနေဝင်းအောင်လာပြီဆိုပြေးပြီးတော့မှအလူရှင်ကကြိုးပြီးတော့မှဟာလာဟိုဟိုဟိုရှေ့မှာဟိုဘက်ဝိုင်းကိုဟေ့ကလေးတွေဟိုဘက်ဝိုင်းကိုပြင်ပေးလိုက်ပါဘာညာဆိုပြီးတော့မှဒီလိုပဲဖြစ်မှာတာမန် တိန်ကားတဲ့တိန်တရာလောက်ပဲတာမန်ဟိုဟာဖြစ်တဲ့လူဆက်ပြီးလေးနဲ့ဆိုင်ကယ်လေးနဲ့သွားတဲ့လူတော့တွက်သူတင့်လျော်တဲ့နေရာမှာဝင်ထိုင်ခိုင်းပါပဲလေဒါတော့လည်းဟိုဖြတ်ပြောရမယ်ဆိုရင်တော့ခုနကဟို NC ဘွဲတက်တဲ့အဖွဲ့တွေကတော့လူတွေကို လာတဲ့ပကန်စေးအစင်ဟိုပကန်စေးခိုင်းမဲ့အစင် ပုံစံမျိုးဆင်းလောက်ထားထားတဲ့သဘောဟုတ်အဲ့တော့ဆိုလိုချင်တာကတော့ကျွန်တော်တို့ဒီနေ့ဟိုဟာလုတ်သွားတဲ့အထဲမှာတော့ main online ပြောပြောသွားတဲ့ main online တို့ဘက်ကရေးသားတုံးတုံးတဲ့ဟာကခင်ဗျားတို့ NCA တက်လာတက်တဲ့လူအကုန်လုံးကသူ့ကိုကြောက်လို့လာတွေးတာနော်လာရောက်ဂါရဝါမျိုးတွေးဆုံနေဆိုတော့သူ့ကိုကြောက်လို့လာတွေးတာကျွန်တော်တို့တွေကျွန်တော်တွေလည်းဂါရဝါပြူးတယ်ဘသူ့ကိုပြူးလဲကိုယ့်ဆရာသမားကိုယ့်ရဲ့အကြီးကဲဒီလိုမျိုးခံယူတဲ့လူကိုပဲတွားပြီးတော့မှ ဂါရဝပြုမှာလေဟုတ်တယ်ဘာဘာမှမဟုတ်တဲ့လူကျွန်တော်တို့ကတွားပြီးတော့မှဂါရဝပြုမလားအဲ့တော့ဂါရဝပြုတွေးဆောင်နေဆိုတဲ့စကားခင်ဗျားတို့ဟိုအမလုပ်ခွဲနဲ့ဟိုအလုပ်တလို့ခံစားလိုက်အောင်ပြောလိုက်တာအဲ့အတူအဲ့တော့အဲ့ဒီဟာကိုစဉ်းစားစဉ်းစားတော့လို့ကျွန်တော်တို့ကပြောကျင်တာပေါ့နော်အဲ့စကားကနည်းနည်းတော့ရိုင်းတော့ရိုင်းသွားလိမ့်မယ်လူလူတွေလူလူတွေလို့ ပြောပြီးတော့မှနော်ဝယ်ထားတဲ့တနက်တွေလည်းဒုတ်တချောင်းတော့အသုံးဝင်မဲနဲ့စစ်တပ်ကိုမတော်လန့်မဲနဲ့ကိုကျိုးစည်းဝါကိုလုံနေတဲ့ဟာကြီးကတော့အဲ့လိုလုံနေပြီးတော့မှသွားတဲ့ NCA မှာတခါထပ်ပြီးတော့မှဟိုဟာချခံလိုက်ရတဲ့ဟာတော့ခင်ဗျားတို့ကိုဘွားကိုကိုယ့်အကိုသာတွေးကြည့်တော့လို့ပြောနေတာပေါ့ဟုတ်တော့လည်းဒါနဲ့ပဲပြောနေတာပါနော်ဒါပေမဲ့ဒါဘုံဘူးဟောတော်လန့်ရေးရဲ့ဘော်ကြီးနဲ့ပတ်သက်ပြီးတော့ star လေးတုံဆွဲမှုပေါ့နော်အဲ့ဒီလိုတုံဆွဲမှုမှာတချို့တော်လန့်ရေးရဲ့ဘော်တွေကလည်းဒါ ဟိုပြင်းတဲ့အားနေတဲ့အချိန်မှာတော့ခုနလိုဂိမ်းဆော့တာမျိုးပေါ့နော်ဟိုဒါမျိုးတွေဟိုဆော့တတ်တဲ့အတွက်ကြောင့်ဟိုရနဲ့ပတ်သက်ပြီးတော့အန္တရာယ်ဖြစ်လာမဲ့ဟိုနောက်ဆက်တွဲပြဿနာတွေပေါ့နော်ဘာဖြစ်နိုင်လဲဆိုတဲ့ဟာလေးလည်းထပ်ပြီးတော့ဟိုရှင်းပြစေချင်တာပေါ့ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကတော့ကျွန်တော်တို့တွေသတိပေးထားပါတယ် Starlink ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မှအမေရိကန် Elon Musk ကို အဲဟိုဖိအားပေးတယ်အဒီ starling ကြောင့်ကြားဖြန့်နေပို့ပြီးတော့မှထောင်လာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်မြပတီဝင်းကျင်ရဆိုလို့ရှိရင် internet line နဲ့ကျွန်တော်တို့ mi line ကိုကျွန်တော်တို့ time match အနေဖြတ်တော့ပေးတယ်ကြားဖြန့်ဟိုဘာဖြစ်မှာဆိုလို့ပို့ပြီးထုံးကားလာမှာဆိုလို့ဖြတ်တော့ပေးတော့ဘာလို့လဲဆိုတော့ကိုယ့်ဘက်ကိုကိုမီးစက်တွေနဲ့ကိုယ့်ဘက်ကိုလှုပ်ပြီးတော့မှဘာလို့လဲဆိုတော့ starling နဲ့ကျွန်တော် internet တုံးပြီးတော့မှလူသူကိုနော်ငွေလိမ်နဲ့ဂိုင်းတစ်ဖွဲအလုပ်လုပ်ပြီးတော့မှကျွန်တော်တို့ဟို ဘယ်လိုပြောမလဲဆိုတော့ဟိုကျွန်တော်နိုင်ငံရဲ့စီးပွားရေးတွေကလည်းချွတ်ချုံကြတော့အောင်လို့ချွတ်ချုံကြနေတဲ့ဈာတွေကနေပြီးတော့မှထပ်ပြီးတော့မှလူငယ်တွေတချို့ကညာ7နှစ်နိုင်တနားကြီး KB 1000လောက်ဆိုရင်တော့တေချာပြီးအဲကောင်ဆလော့ဂိန်းနဲ့ရောက်နေပြီးဆလော့ဂိန်းနဲ့ရောက်ပြီးတော့မှ KB 1000လောက် KB 1000လောက်ဆိုပြီးတော့မှလာလာလုတ်တဲ့အဖွဲတွေအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီဟာတွေကိုစတားလင်းနဲ့ပတ်သက်ပြီးတော့မှ Elon Musk ကိုသူက pressure ပေးပြီးတော့မှဒီမြဝတီဘချမ်းက Starling တွေကို ဖြတ်တောက်ဖို့ဆိုအဲ့ဒီမှာ तू ကဟို Starling ban တွေကို तू ကသူတို့ဟိုထုတ်လုပ်တဲ့လူကဒီ ban ကဘာဘာလုပ်နေဒီ internet ပဲသုံးဆွဲတာလားဒါမှမဟုတ်လို့ရှိရင်ဒီ ban ကနေပြီးတော့မှလောင်ကစားလုပ်နေလောင်ကစားလုပ်နေတာလားငွေသွင်းငွေသွင်းငွေထုတ်တွေကိုဒီ ban ကနေတွားနေတာလားဆိုတဲ့ဟာကိုသူတို့ပြန်ပြီးစီစစ်တယ်ပေါ့နော်စီစစ်တဲ့အခါကျတော့ကျွန်တော်တို့ကတခြားပြည်တွင်းကအခုမြောက်ရီဇုံကတော့ပိတ်ဖို့များတယ်ပေါ့နော်မြောက်ရီဇုံကတော့ Starlink ban တွေပိတ်ဖို့များတယ်ဒါပေမဲ့ အဲ့ဒီဘန်းမှာမှာ तू ကဘန်းကြီးဘန်းကိုရွေးပြီးတော့ပိတ်မှာဘန်းနံပါတ်သူ့နံပါတ်နဲ့ तू ကသူပေါ်နော်ရွေးပြီးတော့ပိတ်မှာရွေးပြီးတော့ဘလို့ပိတ်မလဲဆိုတော့ကျွန်တော်တို့အဲ့ဒီဟာနေပြီးတော့မှာငွေသွင်းငွေထုတ်တို့ဆွမ်းနာဂိမ်းတို့ဘာတို့ဒီလိုမျိုးရှိတဲ့ဘန်းကိုပဲရွေးပြီးပိတ်မှာဖြစ်တဲ့အတွက်တခြားဘန်းတွေမှာစိတ်ပူစရာတခုသွားဖြစ်ရတယ်ပေါ့နော်ဆရာကြီးပြောခဲ့လို့ပဲရဲဘော်တွေအားတဲ့အချိန်မှာကျွန်တော်တို့နောက်တန်းပြန်နားတဲ့အချိန်တို့ဘာတို့ဒါမုံမိုးပေးတဲ့ကေပေးလေးနဲ့သွားပြီးတော့မှကျွန်တော်တို့ slogan သွားပြီးတော့မကစားပါနဲ့ပေါ့နော်အဲ့တော့ ဒီဘန်းတစ်ခုက slogan ကစားသူတယောက်ကိုတွားပြီးတော့မှတွေးလိုက်တာနဲ့ဘန်းကပိတ်နိုင်ခြေပို့ပြီးတော့မှများသွားပါတယ်ဗောနော်များအဲတော်လမ်းမျိုးတွေအားလုံးနဲ့တော်လမ်းရဲဘော်တွေအားလုံးဒီနာနောက်ဆုံးပြောပါစကလုံးကတော့တော်တော်လေးကိုမှကေကိုပဲရေးကြည့်တဲ့အားကုန်ဖြစ်ပါတယ်ဒီလိုဘန်းပိတ်ခံရပတ်သက်ပြီးတော့ဘန်းပိတ်ခံမယ်ဆိုရင်တော့အကုန်လုံးထိခိုက်နေတာမျိုးတွေရှိတပြီးတော့လုပ်ရမယ်လုပ်ဆောင်ရမယ်လုပ်ငန်းတွေအကုန်လုံးအောင်းနေမှာဖြစ်တဲ့အတွက်ဥပဒေပြပြကြဖို့ဒီလိုရှယ်ယာနေလို့ပြောကြဖို့လဲတော်လမ်းရဲဘော်တွေပြပေးကြဖို့လဲ ညာထမံပြီးပြလိုက်ပါရစေ။ဒါမျိုးတွေအားလုံးပဲဒီ video တော့နဲ့ဆုံးသတ်လိုက်ပါရစေ။နောက်ထပ် video မှာတော့နောက်တဲ့ trending topic တွေကျွန်တော်ရဲ့ Gojiro Production Channel လေးကို Alliance Commando Lens ခပါပြီးပေးခွင့်နဲ့လာခြင်းဖြင့်အဲ့ဒါမျိုး video နဲ့တင်တဲ့အားလုံးကိုကြည့်ရှုနားဆင်ရကြဖြစ်ပါရစေ။ဒါမျိုးတွေအားလုံးပဲဒီနေ့ရှိပြီးအထူးပဲကျေးဇူးတင်ပါရစေ။ကျွန်တော်ရဲ့ Gojiro Production Channel လေးမှာကတော့နောက်ပိုင်းနဲ့ညပိုင်းနေ့နှစ်ချိန်ပေါ်ပြပြီးတော့ဖြစ်တဲ့ည၈နာရီတင်မှာပြန်လည်ဆုံတွေ့ကြအောင်မယ်။